မင်္ဂလာပါရှင်ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းဟာကတော့ပြည်လဲထူထောင်ရေးကိုစူပေါင်းအားနဲ့ဆောင်ရွက်ပါကပုံမှန်အခြေအနေကိုအမြန်ဆုံးရောက်ရှိနိုင်မယ်လို့နာစကဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်။ မြန်မာတက္ကသိုလ်1389ခုနှစ်နှစ်သက်ကူနှုတ်ခွန်းဆက်မင်္ဂလာစကားအားနာစကားဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပူဇော်မှုကြီးမေအောင်လိုင်ကဧပြီ18ရက်နေ့နက်ပိုင်းကပြောကြားခဲ့ပြီးတဘာဝဘေးရန်နေနဲ့ပတ်သက်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။နိုင်ငံတွင်တဘာဝဘေးအခြေအနေကြုံတွေ့ရမှုများနဲ့ပတ်သက်လို့ခေဟောင်းကာလတွင်နှစ်ကြိမ်ကြုံတွေ့ခဲ့ရကြောင်းမြို့ရွာတချို့မှာရုတ်တရက်ရေကြီးရေလျှံမှုနဲ့ပြင်းအား9.8ရီတာစကေးရှိအလွန်ပြင်းထန်တဲ့ပြင်းကလေးလှုပ်ခတ်မှုတံကိုကြုံတွေ့ခံစားခဲ့ရကြောင်းပြောကြားပါတယ်။ နာစကာဥက္ကဋ္ဌကငလင်ဘေးတွင်ပြည်ရင်းပြည်ပအကူအညီများကိုတောင်းခံခဲ့တဲ့ပြင်ထိုင်းနိုင်ငံတွင်ကျင်းပတဲ့စတ္ထမအကြိမ်မြောက်ပင်စတက်ထိပ်သည့်အစီအွေတက်ရောက်စဉ်တွင်လည်းနိုင်ငံကောင်ဆောင်များနှင့်တွေ့ဆုံကအကူအညီတောင်းခံခဲ့ကြောင်းလည်းထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါပါတယ်ရှင်။